သွားပုံမှန်တိုက်ပေးရုံနဲ့ခလေးတွေရဲ့သွားကျမ်းမာရေးအတွက်ပြီးပြည့်စုံပြီလို့မထင်လိုက်ပါနဲ့နော်။ဖွံ့ဖြိုးနေစေခန္ဓာကိုယ်လေးအတွက်ကအာဟာရညီညွတ်မြတ်တာတဲ့အစားအသောက်တွေကလည်းအဓိကလိုအပ်ပါတယ်။မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့အစားအစာတွေနဲ့အမူးကျင့်ကောင်းလေးတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့သွားအတွက်တင်မကပဲနဲ့ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ပါပါ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကလေးငယ်ရဲ့သွားပြီးကျမကြံ့ခိုင်စေမယ့်အာဟာရ6မျိုးကြောင်းကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။ ခလေးရဲ့သွားတွေကျိုးပဲသွားပိုးစားနေလေငယ်သွားတွေပဲသွားအစ်ပြန်ပေါက်လိမ့်မယ်ဆိုပြီးတော့မတွေးလိုက်ပါနဲ့နော်ငယ်သွားလေးတွေကိုဂရုမစိုက်ပဲနဲ့ပြစ်မထားပါနဲ့တဖုံးရောဂါဖြစ်လာခဲ့ရင်နောက်ပိုင်းမှာသွားကျက်မာရေးကိုလည်းထိခိုက်လာနိုင်တဲ့နောက်ဆက်တဲ့ပြဿနာတွေရှိလာတတ်ပါတယ်နော်ဒါဆိုရင်သွားကျမာရီအတွက်အကောင်းဆုံးစားစာတွေကဘာလဲဆိုတော့ပြပြပေးခြင်းပါတယ်ပထမအဆုံးတစ်မျိုးကတော့ပန်းသီးပါ ပန်တီကသွားပူစားခြင်းကိုကောက်ွယ်ပေးပါတယ်။မန်တီနဲ့အမြင့်တဲ့များတဲ့တခြားကျွရတဲ့တည်တည်တွေကသွားမှကန်းကြီးနေတဲ့သွားကြီးတွေကိုပို့တိုက်ဖိရှားနိုင်ပါတယ်။ဗီတာမင်နဲ့သတ္ထုဓာတ်တွေရရှိနိုင်တဲ့အပြင်စမ်းမိုင်းနဲ့ညို့တဲ့သရေစာလည်းဖြစ်ပါတယ်နော်။အားတမျိုးကတော့ဥမျိုးမျိုးပါကြက်ဥဘဲဥတွေမှာသွားနဲ့ဂရင်းကျမကြီးအတွက်အရေးပါတဲ့တတ်ထုတ်တွေဖြစ်တဲ့ ကယ်စီယမ်ပရိုတင်းနဲ့ဗီတာမင်ဒီတို့ကိုရရှိနိုင်တဲ့အရင်းမြစ်တွေဖြစ်ပါတယ်။အယိုးနဲ့သွားကျန်းမာရေးအတွက်ကယ်စီယမ်ကိုဆွဲယူနိုင်မှုဗီတာမင်ဒီကိုလိုအပ်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့နွားနို့ဒိန်ချင်ပါ။နွားနို့ဒိန်ချင်တို့လိုမျိုးကယ်စီယမ်ဖော့စဖရက်တို့ကျွေးဝါးရဲ့အတွက်ကြောင့်မို့လို့သွားရဲ့ကြွေလွာကိုကောက်ွယ်ပေးနိုင်ပါတယ်။နှုတ်ထွက်ပစ္စည်းတွေမှာပါဝင်တဲ့အာဟာရဓာတ်တွေကသွားချိဗရီးဒီယားတွေစီကထွက်ရှိလာတဲ့အက်ဆစ်တွေကိုတချို့တော့ဝက်ဓာတ်ပြည့်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့မုန်လာဦးနေပါ ပန်းသီးလိုပဲမုံလောင်းနေရဆိုရင်လေရေဓာတ်ပါဝင်မှုများပြတဲ့အပြင်အတော်ဝါရတဲ့စားစရာမှုလို့သွားမျက်နှာပြင်ပိုတိုက်တန့်စေမှုဖြစ်စေပါတယ်။မုံလောင်းနေမှာပါဝင်တဲ့ရေဓာတ်နဲ့အမြင်ဓာတ်တွေကတကြားဓာတ်ကို ထိညိပေးပြီးတော့သွားကိုလည်းတန့်စင်ပေးပါတယ်ရှင်။နောက်ထပ်မျိုးကတော့ပန်းကော်ဘီစိတ်နဲ့အစိမ်းရောင်အသီးရွယ်ပါ ဗီတာမင်နဲ့အသက်ထိုးထက်တွေပါဝင်မှုများတဲ့ပန်းခေါ်ဘီစိမ့်နဲ့အစိမ်းရောင်အသီးရွက်တွေကဂရင်းကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးများပါတယ်။ဟင်းနုံတွေနဲ့ကိုက်လန်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့အသီးရွက်တွေမှာပါဝင်တဲ့ဖောလီယက်ဆစ်ကသွားနဲ့သဖုံးကျန်းမာရေးအတွက်အကောင်းပါတယ်ရှင်။နောက်တစ်မျိုးကတော့အစိအစံပါအစီအစံတွေကအခက်မသိရင်ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့သွားနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုပေမဲ့အကျိုးကျေးဇူးလည်းများပါတယ်။ဗာရန်စီ၊ဒီယိုစီ ဖယုံစည်းတို့လိုမျိုးအစိမ့်ဆန်တွေကတထုတက်တွေကိုပြန်လည်ဖြစ်တင်ပေးပြီးတော့သွားကိုကောက်ွယ်ပေးနိုင်ပါတယ်။အခုဆက်ပြီးတော့သတိထားတင်တာလေးတို့ပြပြပေးချင်ပါသေး။ခလေးကိုအချိုများတာတွေတိတ်မကြွေးပါနဲ့နော်။တကြားလုံးတွေ၊ဂျယ်ရီတွေကတော့ပို့စားနိုင်ပါသေး။စိတ်ကတ်တဲ့ကြာကြာဝါရတဲ့အစားအစာတွေကိုလည်းတိတ်မကြွေးပါနဲ့။အဲ့ဒီအစားအစာတွေစားရဆိုလို့ရှိရင်လည်းစားပြီးရနဲ့ချက်ချင်းတွတ်တိုက်ပေးပါနော်။အိတ်ခံဒီမှာ ခလေးကိုနို့အချိုကြီးစားတာတွေမတိုက်ပါနဲ့နော်။ ကော်ဖီလက်ဖက်ရည်တွေကလည်းခလေးကျမရဲ့အတွက်မသင့်တော်ပါဘူး။ဘာတောက်တော့ပိုက်နဲ့မတောက်ခိုင်းပါနဲ့နော်။ပိုက်နဲ့ဆုပ်တောက်မယ်ဆိုရင်သွားကြည့်လာတွေကိုထိခိုက်နိုင်ချေပိုများပါတယ်။ပြီးတော့သွားဆရာဝန်းနဲ့ပုံမှန်ပြပါ။ခလေးရဲ့ငယ်သွားမလဲရင်ကလေးကသွားနဲ့တပုံးကျမရဲ့ကိုပုံမှန်ပြတာချစ်စေးပေးပါနော်။ဒီလောက်ဆိုလို့ရှိရင်ခလေးရဲ့သွားကျမရဲ့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်းတိလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတ view file တွေကိုတိဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆက်မှကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။